2015ခုနှစ်ကပြည်သူ့ကော်ရီစုချင်းမြင့်ခတ်ခဲ့ရတဲ့ဒေါက်တာနန္ဒဝင်းကိုပြည်သူ့ကော်ရီစုရှင်တယောက်အဖြစ်မထိုက်တန်ကြောင်းနဲ့သူ့ရဲ့ရက်တီလှုပ်ဆောင်ချက်တွေအပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့နိုဝင်ဘာလတရက်မှာပြည်သူ့ကော်ရီအသင်းကထုတ်ပြန်လိုက်ပါတယ်ပြည်သူ့ကော်ရီစုရှင်ဒေါက်တာနန္ဒဝင်းဟာပြည်သူလူထုကိုဖိနှိပ်နေတဲ့စစ်အုပ်စုရဲ့လုပ်ရက်တွေကိုထောက်ခံအားပေးရက်တီနေခဲ့ပြီး CDM ဆရာဝန်တွေသူနာပြုတွေ ကျမရေးဝန်ထမ်းတွေကိုပုဂ္ဂလိကစေုံတွေမှာဝန်ထမ်းအဖြစ်ခန့်အပ်တာတွေမလုပ်ဖို့အခွင့်အာဏာသုံးပြုမှုဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ဒီလောက်ဆောင်ချက်ဟာပြည်သူ့ကိုယ်ရေးအသေးရဲ့စုရွေးချယ်ရေးဆိုင်ရာမူဝါဒတရားဖြစ်တဲ့နိုင်ငံသားများနှင့်လူပေါင်းလောကအတွက်စံပြဖြစ်မှုအရေးချင်းကနေသွေးဖယ်နေခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့်ဒေါက်တာနန္ဒဝင်းနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုပြည်သူ့ကော်ရီအသင်းအင်တာနက်ဆမ်မနာကနေဖေရှားခဲ့တယ်လို့လည်းပြည်သူ့ကော်ရီအသင်းကဆိုပါတယ်။ဒေါက်တာနန္ဒဝင်းဟာ2015ခုနှစ်ကတာဝန်ကျရာအင်ကဘူမြို့နယ်မှာစင်ရနွားပသူတွေကို စိုက်ကားနဲ့ထမင်းဟင်းတွေလှဲ့လှယ်ရောင်းချပေးတဲ့တံပိုးသိညစာအစီအစဉ်ကိုတီထောင်သူအဖြစ်လူသိများခဲ့သူဖြစ်ပါတယ်ရှင်။